ယခုဇလန်းမှာထူးကြတာဘာမှမပါပါဘူး။သူ့လိုငါလိုလူတိုင်းကြုံတွေ့ဘူးနိုင်တဲ့အဖြစ်အပျက်တစ်ခုတတ်တတ်ပဲ။ဒါကြောင့်ဇာကြောင်းပြန်နေတဲ့ကျွန်တော်ဆိုတဲ့လူအကြောင်းအတိအကျမဖော်ပြထားပါ။ထို့အတူဒေါ်နန်းမေမေကြီးဟာလည်းသပင်တူတူနဲ့ကောင်းမလေးတယောက်ဆိုတာကလွဲပြီးသူ့ကိုရေးရာဇဝင်ကိုခမားတို့အသေးချာသိရမှာမဟုတ်ပါဘူး။ရေယိုးရေးစင်အချစ်ဝတ္ထုတွေလိုဇာကောင်အထီးနဲ့အမရရဲ့ပုံပန်းသဏ္ဍာန်ရုပ်ရည်ယူပကအဆရှိသဖြင့် ဘာကိုမှမဖော်ပြပါ မဖြစ်မနေပြရမယ်အကြောင်းအရာတစ်ခုနှစ်ခုသာလျင်ဇက်ကြောင်ပြန်သူကထည့်ပြောသွားပါလိမ့်မယ်စာရေးသားချင်းအတတ်ပညာအမှုပညာအစရှိသဖြင့်စာတတ်ပေးတတ်ပညာရှင်တွေပြောတဲ့အရာတွေကျွန်တော်မှမရှိပါကျွန်တော်မှရှိတာကခံစားတတ်တဲ့ရင်ဘတ်တစ်ခုမြတာဒီဇလန်းကိုဖတ်ပြီးတဲ့အခါခမည်းတော်ရင်ထဲမှာမေကွန်ပေါင်းမြောင်များစွာရှီကောင်းရှိလာနိုင်ပါတယ် ျွန်တော်ဖြေဆိုနိုင်မယ်မထင်ပါဒေါ်နန်းမေမေကြီးဆိုတဲ့ဇက်ကောင်ဟာလည်းအပြစ်မှာတကယ်ရှိမရှိ စာရေးသူအနေနဲ့မှတ်ချက်မပြုလိုပါစာဖတ်သူတွေကိုလည်းဘာမက်ဆေ့ချ်မှမပေးထားပါရုပ်စွာအစုံဇက်ချောင်းပြန်သူ နရီတာကျွန်တော်ဟာတကယ်ရှိခဲ့တာလားမသေးကြပါ Ambrose BS ရဲ့ဈေးကွက်ချောင်းတရားပေါ်ကအဖြစ်အပျက်တစ်ခုဆိုတော့ American ပြည်တွင်းစစ်နောက်ခံနာမည်ကျော်ဝိထုတို့ထဲမှာ ဇက်ကောင်ဖြစ်သူဟာဇီးကွက်ချောင်းတရားပေါ်မှာတေးတန်းစီရင်ခံရတယ်။စစ်သားတွေကသူ့ကိုလယ်ဘင်းကျိုးကွင်းဆွပြီးတရားပေါ်ကနေရွေးကြိုချတက်ပြဖို့ပြင်နေ။အသက်မခံရခင်လေးမှာတင် သူ့မိန်းမနဲ့ကလေးတွေစီစိတ်ရောက်သွားတယ်။အဲဒီမှာငားမခံနိုင်တော့အောင်စူညံတန်တစ်ခုသူ့ကြားတယ်။ဘယ်ကလာနေမှန်းလည်းမသိဘူး။နောက်တော့အဲဒီစူညံတန်ကြီးဟာသူ့လက်ပတ်နာရီကနာရီစက္ကန့်တည်းရဲ့တစ်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  ရည်တံတွေဖြစ်နေတယ်။လက်ပြန်ကျိုးတုပ်ခံထားရတဲ့သူတရားပေါ်ကခုံချလိုက်ရမလားစဉ်းစားတယ်။လက်ကကျိုးတွေကိုသာဖြစ်နိုင်ရင် သူ့ရေကူးနိုင်မယ်။လွမြောက်ရအထိရေကူးသွားနိုင်မယ်လို့တွေးနေတယ်။ဒါပေမဲ့သူ့အကြံမအောင်လိုက်ဘူး။စစ်သားတွေကသူ့ကိုတရားပေါ်ကနေအရင်ဥအောင်ကန်ချပြစ်လိုက်တယ်။လေပင်ကျိုးတန်းလန့်နဲ့လက်ပြန်ကျိုးတုပ်ခံထားရတဲ့သူဟာဟာကနေပြုတ်ကြသွားတယ်။ကံကောင်းထောက်မှစွာနဲ့လေပင်အထက်နားစီကကျိုးဟာ အလိုအရာပြတ်ထွက်သွားတယ်။သူရေထဲကြတယ်။လက်ကကျိုးကိုဖြီးလို့ရသွားတယ်။လက်ဘင်းကကျိုးဝင်းကိုဆွဲချွတ်တယ်။ခြေနှက်နဲ့ထဲကိုငုတ်ရှိုးကူးခတ်ရင်းစစ်သားတွေရဲ့ rifle တနက်တွေစီကပြန်တန်းလာတဲ့ကြည်စံတွေကိုရှောင်သွားနိုင်တယ်။ခြီးလို့ရရောက်တဲ့အခါမှာချောင်းတွေကတက်တယ်။တောအုပ်ထဲဖြတ်ပြေးတယ်။အထူးအဆန်းမြင်ကွင်းတွေအတန်တွေကြားရတယ်။သူမရက်ဘူး။အတင်းဆက်ပြေးတယ်။သူ့မိမနဲ့ကလေးတွေစီရောက်ဖို့အတွက်နောက်တနေ့မနေ့ရောက်တော့သူလမ်းပေါ်မှာ ပင်မဆင်းရဲကြီးစွာနဲ့လဲကြအိပ်ပြိုနေရာကနေလန့်နိုးလာတယ်။ပဝင်းချင်းကိုအကဲခတ်လိုက်တော့သူ့ခြံဝကိုပြန်ရောက်နေပြီ။ဝမ်းသာအားရနဲ့ဇနီးမယားစီကိုပြေးဖို့ကြိုးစားတယ်။ဒါပေမဲ့သူမရောက်နိုင်လိုက်ဘူး။လဲဘင်းနောင်နာကပြင်းပြတဲ့နာကျင်မှုဝေဒနာနဲ့အတူလဲကြသွားရှာတယ်။အမောင်သူကြီးရဲ့တိတ်ဆိတ်မှုရဲ့ကြီးဆိုးသွားတယ်။တကယ်တော့သူဟာဘယ်တော့မှလွတ်မြောက်မသွားခဲ့ပါဘူး။ ဒီဆက်ចောင်းကြီးတစ်ခုလုံးဟာဈေးွက်ချောင်းတံတားပေါ်ကသူ့ပြုတ်ကျသွားတဲ့အချိန်ကာလလေးအတွင်းလယ်ဘင်းမှာတက်ထားတဲ့ကျိုးဝင်းကသူ့လယ်ဘင်းရုပ်ကိုစောင့်ချိုးမပစ်ခင်မသေးခင် လေဟာနယ်ထဲကကာလငယ်လေးတစ်ခုအတွင်းမှာသူနောက်ဆုံးစိတ်ကူးရင်သွားခြင်းတသက်ပဲဖြစ်နေခဲ့တယ်။အခုကျွန်တော်ပြောပြမယ့်ဇာတ်ကြောင်းဟာလည်းအဲ့ဒီသဘောမျှတာဖြစ်ပါတယ်။ကျွန်တော်ဟာဈေးွက်ချောင်းတံတားပေါ်မှာ အစီရင်ခံလိုက်ရလို့တေဆုံသွားပြီးသားလူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ဇလန်းနဲ့ကအကူဆိုတဲ့လူဟာမရှိတော့ဘူးသူညမလေးဆိုတာကလည်းတရားပေါ်ကပြုတ်ကျသွားတဲ့အချိန်သူမသေးဆုံးခင်ကျိုးခွင်းကသူ့လဲတိုင်းရိုးကိုချိုးမပစ်ခင်အခိုက်အတန့်ကလေးမှာ သူတွေးတောသွားခဲ့တဲ့ imagination တစ်ခုတက်တက်သာဖြစ်ခဲ့တယ်။ Papillon 29 AB 2019 It is silly not to hope. မမျော်လင့်တာဟာမိုက်မဲတာပဲတဲ့ အစအင်္ဂလန်တန်ယုံတွေကကျွန်တော်ထွက်လာတော့ဘိုးအောင်ကျော်လန်းဟာမိုးရေတွေရွှဲနေနေရပဲမိုးမြုံမုံတွေကြားတယ်လူကခရောင်ခြောက်ချားကြီးဖြစ်နေတယ်ကြီးရွယ်ချက်မရှိပဲဘိုးအောင်ကျော်လန်းအောက်ဖက်ကနေအပေါ်ဘက်ကိုရှောက်လာလိုက်အပေါ်ဘက်ကနေအောက်ကိုရှောက်သွားလိုက်နဲ့တနအီလောက်တော့ကြာသွားမလားပဲနောက်ဆုံးတော့ဒါမဲ့ပဲပြေးတွေ့ရုံပေါ့ကွာမထူပါဘူးလေလို့တွေးမိသွားပြီးပလက်ဖောင်းပေါ်ကရောင်စုံထီးတွေမိုးထားတဲ့နှစ်ဖက်ရည်ဆိုင်တစ်ခုထဲဝင်ပြီးမိုးခိုလိုက်တယ်ဝှက်ထားတဲ့မိုးကအင်ကြီးအတွင်းအိတ်ထဲက စာအိတ်အညိုတစ်ခုကိုဆွဲထုတ်လိုက်တယ်။စာအိတ်အညိုကိုဖြန့်ဖောက်ပြီးအထဲကပတ်စပို့ကိုထုတ်တယ်။ကျွန်တော်လက်ချောင်းတွေကတုံခါနေတာရဲ့။ပတ်စပို့ကိုကင်ထားလျက်နဲ့ရူဘီစက်ကလက်တလေးကိုကုံအောင်ဖွာဖို့ကြိုးစားတယ်။ကျွန်တော်ကိုကျွန်တော်ယုံကြည်မှုမရှိဘူးဗျာ။တန်ယုံထဲမှာတော့ကအဲ့ဒီစာအိတ်အညိုကိုလက်ထဲရောက်ရောက်ချင်းဖြန့်ကြည့်ဖို့ကြိုးစားသေးတယ်။ကောင်နာကဝန်ထမ်းအမျိုးသမီးကလေးတန်းမမနဲ့မောင်းထုတ်တာခံခဲ့ရတယ်။ဒီမှာလာမဖောက်နဲ့အပြင်ထွက်တဲ့။ဘာလို့မှန်းကျွန်တော်နားမလဲဘူး။ နဝေတိန်တောင်နဲ့ဟုတ်ကဲ့ပါခမားဆိုပြီးထွက်လာလိုက်တယ်။အပေါဝါကလုံကြုံရေးက ရှင်းပြတော့မှဘာလို့တန်ယုံနဲ့အဖောက်မခံမှန်းတိသွားတယ်။စာအိတ်ထဲမှာပတ်စပို့ပါတယ်။အင်္ဂလန်ဗီဇာရှောက်ထားတာရဲ့အဖြေပေါ့။ဗီဇာပေးမပေးပတ်စပို့ကိုဖွင့်ကြည့်တာမျိုးကိုတန်ယုံနဲ့မှလုတ်ခွေမပေးဘူး။တချို့ကျောင်းသားတွေကဗီဇာညင်းပယ်ခံရတဲ့အခါငိုယိုပြီးပြဿနာရှာတတ်လို့ဆိုလား။ "तू အဲ့လိုပြောတော့မှကျွန်တော်အယမ်းလန့်သွားတယ်"။"နှုတ်ကျွန်တော်မှဗီဇာတင်တော့က ီနိုင်ငံက formal education နဲ့ပတ်သက်တဲ့စာရွက်စာတမ်းအထောက်အထားစေတမ်းအောင်လက်မှတ်အမှတ်စရင်းအစရှိသဖြင့်ဘာတစ်ခုမှမပါဘဲကိုအင်္ဂလိပ် diploma စာရွက်တရွက်ရဲ့အင်္ဂလိပ်စာအရေးချင်းစစ်အောင်လက်မှတ်ရဲ့အင်္ဂလန်တက္ကသိုလ်တစ်ခုကတိတ်ပံပွဲတစ်ခုကိုယူမဲ့ဘွဲကြိုចောင်းသားအဖြစ်ဝင်ခွင့်ပေးလိုက်သည်ဆိုတဲ့စာရွက်ရဲ့ဒါတော့ပဲပါခဲ့တာကိုဆိုတော့ကကျွန်တော်ကိုဗီဇာထုတ်ပေးဖို့ရာခိုင်နှုန်းနည်းလွန်းလာတယ်ပြီးတော့ကျွန်တော်ဟာចောင်းသားလုပ်ဖို့ အရွယ်လွန်နေတဲ့ကောင်ရဲ့ဒီကောင်ကြီးအိုကြီးအိုမနဲ့ကြောင်တက်မယ်ဆိုတာမဖြစ်နိုင်ပါဘူးဆိုပြီးဗီဇာကိုညှင်းပြမလားလို့တွေးစရာကလည်းရှိနေသေးတာကိုအဲ့ဒီအကြောင်းရင်းတွေကြောင့်ကျွန်တော်ဟာစာအိတ်အညို့ကို ဖောက်မကြည့်ရဲပဲအိတ်ထဲထည့်ပြီးဘိုးအောင်ကျော်လမ်းမပေါ်ကမိုးရေတွေနဲ့ဂရုံငရင်နဲ့အပ်စန်တောင်းဟိုလျှောက်ဒီလျှောက်လုပ်နေမိတာပေါ့ရူဘီစက်ကလက်ကိုနောက်ဆုံးခက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးမိုးရေတွေလွှတ်ပြလိုက်တယ်စိတ်ကိုတစ်ချက်တင်းလိုက်တယ် ကျွန်တော်တယောက်တည်းကြားရုံလေတံလေးနဲ့ရေရွတ်တယ်။ It is silly not to hope ။မမျော်လင့်တာဟာနိုင်မဲတာပဲတဲ့။ဒီစာကြောင်းဟာကျွန်တော်တဲကြိုက်တဲ့ Hemingway ရဲ့ The Old Man and the Sea ဝတ္ထုတွေကအဖိုးကြီးစင်ဒီယာကိုပြောသွားခဲ့တဲ့စကားလုံးတွေပေါ့။အဲ့ဒီလိုရွတ်ပြီးတာနဲ့လက်ထဲက passport ကိုဖွင့်ပြီးစာရွက်တွေကိုခတ်တွတ်တွတ်လှန်လောကြည့်လိုက်တယ်။နောက်ပိုင်းကြကြစာမျက်နှာတစ်ခုပေါ်မှာကတ်ထားတဲ့အနီရောင်ဗီဇာစာရွက်ကိုတွေးလိုက်တယ်။သင်အား ဤကာလအတွင်းအင်္ဂလန်တွင် နေထိုင်ခွင့်ပြုလိုက်သည်အဆရှိသဖြင့်ကျွန်တော်ဓာတ်ပုံနဲ့ကတ်ထားတဲ့စတစ်ကလေးမိုးရေတွေကြားတဲ့ကျွန်တော်မထီတရီပြုံးရင်ရူဘီစစ်ကလက် နောက်တလေးကိုထပ်ဖွာနေခဲ့မိတယ်။တန်မကြီးဦးသက်ထွန်းရဲ့အာယာလန်တီပေါက်တိနယ်ပါတကားဆိုတဲ့အရေးသားလေးကိုပြေးတရီရနေတယ်။ဒါပေမဲ့ကျွန်တော်တအားကြီးဝမ်းသာကြည်နူးမနေပါဘူးလေ။လွန်ခဲ့တဲ့နာရီအနည်းငယ်ကဒါအစင်မပြေရင်တရုတ်နယ်ဆက်ပြန်ပြီးမောင်ခိုလို့မလားလို့တွေးနေရကနေ ခုရည်ရွယ်ချက်တမျိုးပြောင်းသွားခဲ့ရပြန်ပြီဆိုပြီးထူးဆန်းအံ့ဩနေတဲ့စိတ်ကပိုကဲနေခဲ့တယ်။ Thank you darling လို့ပြောရင်လာဝကခိတ်ကိုအောင်မြင်စွာဖြတ်ကျော်ခဲ့ပြီ။ Hitro ကိုဒုက္ခပေးပြီ။ London က Hitro လေးစိတ်ကိုမနှက်စောစောပိုင်းလေရင်စိုက်တော့လာဝကကောင်းနေစီရောက်သွားပြီးဝန်တန်းစီတယ်။လေရင်မော်ကအလကားတိုက်တဲ့ရမကာရီနင်းခွာပြီးတောက်ထားတဲ့ကျွန်တော်မူကြောင်ယူကြောင်အခြေအနေကြီးနဲ့လူအုပ်ကြီးတဲ့တိုးနေရတယ်။လူကအိတ်ချင်မူးရဲ့ လူရန်းကြီးကမဆုံးနိုင်တော့ဘူးလားမသိဘူး။နောက်ဆုံးကို့အနေရောက်တော့ကောင်နာပေါ် passport နဲ့စာရွက်စာတမ်းတွေတင်ပေးလိုက်ပြီးလက်ထောက်မိနေလိုက်တယ်။မမိလို့မရဘူး။လူကရိုင်းတိုင်းတိုင်းဖြစ်နေပြီ။ Hello, how do you do? As for me, I am fine. Thank you. PDD မျက်နှာနဲ့အဲ့လိုအလွတ်ကျက်ထားတဲ့စာကြောင်းတွေနဲ့နှုတ်ဆက်လိုက်တဲ့အခါလဝကကောင်နာကအင်္ဂလိပ်မှာဝဝကြီးဟာမျက်နှာရှုံ့မဲ့သွားရှာတယ်။မျက်နှာတင်မထား။ညချေးလက်ရှိတဲ့နဲ့တယောက်ကောင်ဟာသွားကလည်းတိုက်မထားတော့ကြာညုံနံလေးကလည်း တသိန်းသိန်းကိုစာရွက်စာရမ်းတွေကိုဝတ္တရားကြီးလှန်လောကြည့်တယ်ပြီး passport ကိုဖွင့်ကြည့်တယ်။ဓာတ်ပုံနဲ့အပြင်ကိုလူတိုက်ကြည့်တယ်။ကျွန်တော်လဲအလားဆုံးပြုံးပြပြီးမျက်မှန်တွေပါရီချွတ်ပြလိုက်သေးတာရဲ့။တက်မဲ့တက်ကတော့နာမည်ပြောစမ်းတဲ့။ကျွန်တော်လှုပ်ခနဲပြန်ဖြေတယ်။မသေးကြမှာဆိုလို့စလုံးပေါင်းပြဖို့တစ်လုံးနှလုံးမဲ့ရွတ်ပြရသေးတယ်။မျက်စိပြက်မျက်နှာပြက်နဲ့လက်ကာပြ passport မှာဒုံးကနေဒစိမ့်တုံးထူပြီးကြွပါတော့ဂျေဆုရှင်ဆိုတဲ့ခန်းနဲ့ခိတ်ကိုဖြတ်ခိုင်းနေ။ Thank you darling လို့ပြောရင် လာဝကဂိတ်ကိုအောင်မြင်စွာဖျက်ကျော်ခဲ့ပြီးလိစိတ်ဒီဘက်ထဲကိုရောက်တော့လာကြုံမဲ့ပြောထားတဲ့ညီတော်မဟာဘယ်နာမှမမသိဘူးကျွန်တော်ဒုက္ခတွေ့နေပြီပါလာတဲ့ပတ်စံအနေငယ်တွေကအကျွေးစီနည်းနည်းလဲတယ်အကျွေးစီဖုံးချိတ်ထားတဲ့တိုင်ကိုပြေးတယ်ဖုံးပြက်နေတယ်နောက်တစ်တိုင်ကိုရွှေ့ပြီးနောက်ထပ်ဖုံးတစ်လုံးကိုတွားကင်တယ်မရောပြက်နေပြန်တယ်နောက်ထပ်တနေရဟီဒရိုလိစိတ်ထဲကအကျွေးစီဖုံးနေဟာအကုန်ပြက်နေရလားမသိဘူးတစ်လုံးမှဆက်မရဘူးစိတ်ပြက်လက်ပြက်နဲ့ နောက်ပြန်လှည့်လာတော့လူတွေရုတ်တရက်ရှင်းသွားတာကိုတတိထားမိရဲ့။ဘာဖြစ်သွားတာလဲမသေးကြဘူးရဲ့။ကျွန်တော်အိတ်နဲ့အိတ်ပေါ်တင်ထားတဲ့ဖိုင်နွဲတွေစီရောက်တော့အနာကတ်လို့မရတော့ဘူး။အဝါရောင်ပလတ်စတစ်ကြိုးတွေနဲ့တားထားတယ်။ရဲတွေကလည်းအုံနေရပဲ။လန်ဒန်ဟာအကြမ်းဖက်တိုက်ခတ်ခံထားရတာမကြသေးတဲ့ကာလကိုကျွန်တော်ပြစ်ထားခဲ့တဲ့အိတ်ကြောင့်အကုန်ဒုက္ခရောက်ကုန်ပြီထင်တာပဲ။မျက်နှာကိုအတက်နိုင်ဆုံးပြုံးချိုရပြီးအနာကတ်သွားတော့ရဲတွေကရဲအရာရှိလူဝါကြီးကမောင်းထုတ်တယ်။နောက်ဆုတ်လိုက်ဇန်းနဲ့ အဲ့ဒါ my luggage ပါတခင်ကြီးဘာအကျွေးစီဖုန်းတွေကပြတ်နေတာအဲ့ဒါလိုက်ဆက်ရင်ရဲတွေရှူရှူရှာရှာဖြစ်ကုန်တယ်ကွီစီကွာစီတွေအချင်းချင်းပြောရင်အဲ့ပေါ်တင်ထားတဲ့ဖိုင်ရဲတွေက passport နဲ့ကျွန်ုပ်ရုပ်ကိုတိုက်ကြည့်ပြီးအဲ့ပါရှင်မလက်ခံသွားဟန်တူပါတယ်ရဲလူပါကြီးကမျက်နှာနင်းနေနဲ့ကျွန်တော်ကိုမေးတယ်မောင်မင်းလူကလေးဒီလိုလေးစိတ်ထဲမှာခရီးသွားတဲ့အခါဘာအရေးကြီးဆုံးလဲသိလား my passport ပါတခင်ကြီး bloody hell မဟုတ်ဘူးအဲ့ဒါမဟုတ်ဘူး ကိုခီးဆောင်အိတ်ကိုပြစ်မထားခဲ့ရဘူးကွာမပြစ်ပါဘူးခမညာအကျွေစီဖုံးတွေကပြက်နေတာအဲ့ဒါလိုက်ဆယ်ရင်ဟဲ့ရမင်းတော်ကွာနောက်ထပ်နှစ်နာရီနီးပါးလောက်ကြာတော့ကျွန်တော်ဟာအိတ်ကလေးဆွဲလို့လန်ဒန်အရှေ့ပိုင်းရက်ွက်တစ်ခုကအိမ်ကလေးတစ်လုံးစီကိုရောက်သွားတယ်လူခေါ်ခေါလောင်းတီးလိုက်တဲ့အခါအိတ်ချင်မူးဒူးနဲ့လူတယောက်တကားလာဖွင့်ပေးတယ်ကျွန်တော်ကိုမြင်တော့ဆက်ဖြည့်ဖြည့်ယုံနေရဲ့ဟာတာကောကျွန်တော်အိတ်ပြောနေတာဟီဟီတဲ့အေး ငါ့ကိုဟီထရိုမဲ့ရဲတွေဖမ်းတော့မလို့ကွာငါ့ဘေးမှာဒါရဲလို့ကလော်ဆဲရင်စိတ်ကိုရှော့ချလိုက်မိတယ်။စက်တင်ဘာလလန်ဒန်ရဲ့မုံပြာကြီးမှန်ရဲဘက်စကားကြီးတရွရွလင်ပြီးထွက်ခွာသွားတယ်။ကျွန်တော်ဟာဘဲတောင်ဘဲကန်းဆိုင်အောင်မယ်မရေရပါဘူးလေ။ကိုလံဘတ်စီနေရမြခမရတက်ရမယ်တက်ကတော့ကအင်္ဂလန်ရဲ့အရှိမျောက်ဖက်မှာရှိတာလန်ဒန်ကနေသွားရင်ရထားလက်မှတ်ကစတာလင်ပေါင်80ကြာချိန်2နာရီ45မိနစ်ဘတ်စကားလက်မှတ်က စတာလင်ပေါင်း12ချက်ကြာချင်း8နာရီခွဲဘတ်စကားကတမျိုးဝင်တမျိုးထွက်သွားတာမို့ကြားလိုက်မယ်သို့တော့ဈေးတက်တာမယ်ကြိုက်တာရွေးပြီတော့တဲ့ညီတော်မောင်ရဲ့စကားအဆုံးမှာကျွန်တော်ပတ်စံအိတ်ကိုဖျဲကြည့်လိုက်တော့စုစုပေါင်းပိုင်ဆိုင်သမျှဟာစတာလင်ပေါင်းတထောင်တိတိအဲ့ဒါတောင်အတော့ယောက်ျားဖြစ်သူကလေယာဉ်မော်တက်ခန်းကြီးပြန်ဆက်စရာမလိုဘူးယူသွားကွာလို့ပေးလိုက်လို့သာမဟုတ်ရင်အင်္ဂလန်ကိုပတ်စံမပါဘဲလာရမယ့်အနေထားကိုဒါနဲ့နေတန်ခက်ပြက်ပြက်နဲ့ပြန်ပြောလိုက်တယ် ငါ့ကိုအရင်ဦးဆုံးအိုက်ဇက်နျူတန်ရဲ့အုတ်ဂူကိုပို့ပေးစမ်းသိပ်ပံပက်လေးလာလိုက်စားတော့မယ်ဆိုတော့ကွင်းပိုင်းဘိုင်းညာကြီးအဆရှိတဲ့ဆိုင်ရာပိုင်ရာတွေကိုအကြောင်းကြားခါရဝပြုခြင်းတဲ့သဘောပေါ့အေးအဲ့ဒါပေးတာနဲ့ဘက်စကာလက်မှတ်တာဖျက်လိုက်ပြီးတော့ကွာအဖေကြီးနျူတန်ကိုခါရဝပြုပြီးတာနဲ့နောက်တစ်ရက်မှာအင်္ဂလန်မျိုးကခွာတယ်တချိန်ကဗမာပြည်မှာကျွန်တော်တည်ခဲ့တဲ့ဈေးကြောင်းသားလူပေါ်ကျော်လေးဖြစ်သူညီတော်မဟာအင်္ဂလန်မှာအင်္ဂလိပ်ဈေးကူးတဲ့လိုင်စင်ရဖို့ရုန်းကန်ရင် ဘဝအတော်နာစားပြုနေပြီ။စူရှိဆိုင်မှာပကံစေးရင်စုပ်ပြက်တက်နေတာပဲ။ခုတော့သူကအင်္ဂလန်မဲတော်ဝင်သမားတော်ဘွဲရကြီးပေါ့။သူ့အဖို့ကျွန်တော်ကိုအတက်နိုင်ဆုံးပေးနိုင်တဲ့အကူအညီကစတာလင်ပေါင်30တန်းထမင်းပေါင်းကိုဝယ်ပေးလိုက်တာပါပဲ။လန်ဒန်မြို့လေကောင်ဗစ်တိုရီယာဗူဒါယုံနဲ့တွဲထားတဲ့အဝေးပြေးကားကိတ်ကဘတ်စကားပေါ်တတ်လိုက်တဲ့ပြီးလိုက်ပို့တဲ့ညီတော်မောင်ကိုလက်ပြလိုက်တဲ့အချိန်မှာကျွန်တော်မျက်နှာဟာစိတ်အားငယ်ရလုံးလို့ဆရာကြီးရွှေဦးတော်စကားနဲ့ပြောရရင် မိမုံတာတာလောက်ပဲကျန်တော့တယ်။စက်တင်ဘာလလန်ဒန်ရဲ့မှုန်ပြာကြီးမှိုင်းကြီးတဲ့ဘတ်စကားကြီးတရွေ့ရွေ့လိမ့်ပြီးထွက်ခွာသွားတယ်။ကျွန်တော်ဟာဘဲတောင်ဘဲကန်းဆိုင်အောင်မယ်မရေရပါဘူးလေ။၈နာရီခွဲလောက်ဘတ်စကားပေါ်မှာနေရတာဟာအတော်မတက်မသားကြီးရဲ့ကားပေါ်မှာအိမ်နာပါလို့သာစီးခဏခဏသွားတတ်တယ်ကျွန်တော်အတွက်ခံစားနေတယ်။ဘေးခုံမှာကြားတဲ့အင်္ဂလိပ်အဖွားကြီးကပေါ်ရွေလို့တော်ပါသေးလား။ဂျွိုင်းဆိုတဲ့အဖွားကြီး middle brass ဆိုတဲ့မျိုးလေးကိုသွားမလို့တဲ့ကျွန်တော်သွားရမယ်မျိုးနဲ့ မလမ်းမကမ်းလို့ပြောတာပဲအတော်လေးလေးပေးဖြောင်းလာကြပြီးတဲ့နောက်မှာ သူကျွန်တော်ကိုအားပေးတယ်ငါသားအားမငယ်ပါနဲ့ငါတို့လမ်းခွဲပြီးရင်လဲငါစီကိုစာရေးလို့ရပါတယ်မကြမကြလဲလာလဲပါတဲ့ငါကပင်စင်စာအဖွားကြီးပါစာရေးရတာဝါသနာပါတယ်တဲ့အဲ့လိုတွေအားပေးပြီးသူခီးဆောင်ချင်းောင်းလေးတဲ့ကအသားညက်ပေါမုံနဲ့ဖြော့ရည်တွေကိုတဲခင်းတော့တာပါပဲစိတ်အားငယ်နေတဲ့ကျွန်တော်မှာအတော်လေးအားတက်ခဲ့ရတယ်အဲ့လိုနဲ့ပဲခရီးစဉ်ရှိလာတာနဲ့အမျှ ခီးတယ်တွေနဲစာပြုတ်လာတယ်။ Middle Bros မျိုးကလေးကိုရောက်တော့ကျွန်တော်ကိုလိပ်စာရေးပေးတယ်ပြီးအဖွားကြီး Joyce ဆင်းသွားတယ်။ Bus Car Driver ရေးကျွန်တော်ရဲပဲကြံရစ်တယ်။နောက်ထပ်နှစ်နာရီလောက်နေတော့မျိုးတစ်ခုရဲ့မျိုးလည်းကောင် ဖြစ်ဟန်တူးတဲ့နေရာမှာကားကိုထိုးရက်လိုက်တယ်။စိုင်းပုတ်အရာတော့ Couplein Bus Car ခဲလို့ရေးထားတယ်။ Bus Driver ကကျွန်တော်ကိုပြောတယ်။ခိတ်ဆုံးပြီဆင်းတော့အကောင်လေးတဲ့။အဲ့တလုံးနဲ့ကျွန်တော်ဟာညနေ9:00စမောင်ကြောင်ကြောင်ရာဒီဥတုကြီးရဲ့အောက်က တခါမှမရောက်ဘူးတဲ့နေရာမှာဦးလေလေနဲ့မတ်တက်ကလေးရက်လို့ပေါ့အေးဆက်ဆက်လေးတွေကလည်းတဝီဝီတိုက်လို့လူကလည်းခက်ခိုက်တုံနေခဲ့တယ်။ဘယ်သွားရမလဲရေရရမသိရဲ့ကျွန်တော်၁၀မိနစ်လောက်ကြီးကြီးကြောင်ကြီးရဲ့နောက်တော့တက္ကစီတွေဂိတ်ထိုးထားတဲ့စီကိုအိတ်ဆွဲပြီးသွားတယ်။တက္ကစီဒရိုင်ဘာတယောက်ကကျွန်တော်ကိုတခုတ်ခုတ်လှမ်းပြောတယ်။ဒါပေမဲ့သူပြောတာအင်္ဂလိပ်ဘာသာစကားဟုတ်ရဲ့လားလို့ကျွန်တော်တန်တရားဖြစ်သွားတယ်။ဒါဟာ မကြာခင်မှာရင်ဆိုင်ရတော့မယ်နားလေရခတ်တဲ့ဂျော်ဒီလို့ခေါ်တဲ့အင်္ဂလိပ်ဒါရလက်တစ်ခုဖြစ်မယ်အဲ့ဒီတုန်းကမရိပ်မိသေးဘူးမိမိသွားလို့တဲ့လိပ်စာဆရွက်လေးကိုထိုးပြတော့ခြေဟန်လက်ဟန်နဲ့တက္ဆီပေါ်တက်ခိုင်းနေကျွန်တော်မတက်ရဲဘူး90တရာလောက်တောင်းနေရင်မခက်ပါလားဘလောက်ကြာမလဲလို့အရင်မေးလိုက်တယ်မီတာနဲ့ကွာလို့တက္ဆီသမားကပြန်ဖြေတယ်ခမန်းကြီးဘလောက်ကြာနိုင်မလဲလို့ထပ်မေးတယ်တက္ဆီသမားကပြုံးစီစီနဲ့လုံရောကြုံရောတုံးချက်ပေါ့ကွာဆိုမှ တပ်ပြင်းချကကားပေါ်တက်လိုက်မိတယ်။တက်ကတော့ចောင်းဆောင်နဲ့ရောက်တော့နှက်ခမ်းတွဲလေးတဲ့ဆောင်ကြီးတစ်ခုထဲမှာကျွန်တော်တယောက်တည်းရဲ့။ចောင်းဖွင့်မှုတပတ်လောက်အလို့ဆိုတော့ចောင်းသားတွေတော်တော်များများရောက်မလာကြသေးဘူး။ကြိုးစိုးရေးဌာနကဝန်ထမ်းကအဆောင်တော့လိုက်ဖွင့်ပြီးရေချိုးကန်အိမ်သာပြပေးပြရနဲ့လစ်သွားပြီ။ကျွန်တော်မှဆောင်းထူထူအနှွေးတဲ့ထူထူမပါဘူး။ရေချိုးတော့လေရေနှွေးခလုတ်မဖွင့်တတ်ဘူး။ရေအေးအေးကြီးနဲ့အလိုလေးအပါလေးတာပြီးခတ်တွတ်တွတ်ချိုးပြလိုက်တယ်။ရေချိုးပြီးတော့ဖိုက်စာလာတယ်။ တခါမှမရောက်ဘူးတဲ့မျိုးကြီးကဘယ်နာနေမှမသိရတက်ကတော့အဆောင်ဝင်းထဲမှာမီးရောင်လေးတွေကလည်းခက်မိန်မိန်နဲ့ဗမာပြည်ကပါလာတဲ့စစ်ကလက်တွေကိုအဆောင်အပြင်းမဲ့ထွက်ပြီးမီးတိုင်အောင်မှာတက်လိပ်ပြီးတက်လိပ်ဖွာရင်းစိတ်အားငယ်စပြုတ်လာပြန်တယ်။ဘိုင်ဟောင်းလောင်းနဲ့ခေါင်းကခြားခြားလဲအောင်မူးနေတာရဲ့။ကျွန်တော်အနာခက်ကိုကျွန်တော်မသိဘူး။ဘာမှလည်းမရေရာပါဘူးလေ။